စကိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီစီကဟောင်ဝင်းစာနဲ့တရားနာစေမမအပါအဝင်တင်စီရမိတဲ့တောင်ပုံရပုံလက်နက်ကြီးတွေခေးရန်တွေနဲ့စစ်တုံးဆောင်ပစ္စည်းတွေကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကတပ်ပုံတွေနဲ့တကွမနေ့ကထုတ်ပြန်လာပါတယ်။တင်စီရမိတဲ့လက်နက်တွေအထဲမှာဟောင်ဝင်းစာနှစ်လက်နဲ့တရား20မမလက်နက်ကြီးနှစ်လက်အပါအဝင်လက်နက်ငယ်နဲ့ခေးရန်မိကြောက်အမြောင်များလဲပါဝင်တယ်လို့ဖော်ပြထားပါတယ်။ အင်းတော်မျိုးကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်၁စစ်ဒေသရဲ့အစီအစဉ်နဲ့ဒါဇင်နဲ့ရှိတဲ့တော်လှန်ရေးတပ်ဖွဲ့တွေကမျိုးသိမ်းတိုက်ပွဲကို၈လကြာကြာပူးပေါင်းဆောင်ရွက်ခဲ့ပြီး2025ခုနှစ်ဧပြီလ9ရက်နေ့ညနေပိုင်းမှာအပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။အင်းတော်မျိုးဟာစစ်ကောင်စီတပ်မ89ရှေ့တန်းစစ်ဌာနချုပ်အရှိပြုရာမျိုးဖြစ်ကား တမမူကိုတိုင်နောက်ဆုံးကွက်ခဲ့ပြီးဂျပန်လိုက်ကူကနေဧပြီလ9ရက်နေ့ည9:00နာရီလောက်မှာစကန်းစွန့်ခွာထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။